ကိုတိတ်ရှာကြည့်တာဒီမှာခိုးရတခိုးမဒီမှာတိတ်ရှာကြည့်သူ့အသေးစားပါအောင်ရိုက်ပြတာနောက်ကျန်တဲ့ဈေးတွေအကုန်တိအောင်လို့ဒီမှာဆောက်ခွက်ကိုကြည့်တာအဲဆောက်ခွက်ကိုတိတ်ရှာကြည့်တာအားလုံးမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကကျွန်တော်တို့ အခုကြည့်နေတဲ့သူတွေတီးပြီးသားဖြစ်အောင်เนาะကျွန်တော် live မှာပြန်နှံ့နေတဲ့ဒီနိုင်သားရမှာဒါဖြစ်ပြတ်သွားတဲ့တခိုးကိစ္စပေါ့เนาะတခိုးကိစ္စကတော်တော်လေးတော့ခရက်ထသွားတယ်ပေါ့เนาะဒီ video file ထဲမှာဆိုလို့တွေ့ရတဲ့ပုံရဆိုလို့ရှင်လဲဒီအခုခံရတဲ့အဲပိုင်ရှင်မျိုးသမီးရလက်ဒါလွန်လွန်ကျူးကျူးကိုမှအဲဒါသူပြုတ်မှုထားတာပေါ့နော်ပြုတ်မှုပြီးတော့ဗီဒီယိုရိုက်ထားတာလေးရှိတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကိုကျွန်တော်လည်းတူတူဒါခဏလောက် တော့ကြည်ရအောင်เนาะတချို့အခန်းတွေကတော့အဲနည်းနည်းအမြင်မတင်တယ်ကျွန်တော်စင်စာလေးနည်းနည်းဖြတ်ပြထားတယ်เนาะဒါလေးကိုကျွန်တော်ခဏကြည်ရအောင်เนาะတခိုးမှဒီမှာဆိုင်မှလာခွာတွဲလာလို့ဆိုင်မှလာခိုးရတခိုးမှအဲ့မှာအိုက်မြတ်ပေါက်ကိုတိတ်ချာကြည့်တာဒီမှာခိုးရတခိုးမှဒီမှာတိတ်ချာကြည့်သူ့ကိုတိတ်ချာပါအောင်ရိုက်ပြလားနောက်ကျတဲ့ဈေးတွေလည်းအကုန်တိရအောင်လို့ဒီမှာဆောက်ခွက်ကိုကြည့်တာဒီဗီဒီယိုတဲ့အမြင်ရဆိုဒီအမျိုးသမီးအပိုင်အမျိုးသမီးကပေါ့နော် သူကဒီသူ့ရဲ့အထဲဆိုင်မှာဒီဘွားတော်ဘွားဒီဘွားတော်လာလာခိုးခိုးခိုးတဲ့ CCTV ကနေသူစောင့်ဖမ်းရင်လည်းမိသွားတဲ့အခါကျတော့သူဒါဒေါသကိုမထိန်နိုင်ပဲလှုပ်သွားတာအဲကျွန်တော်တို့မြန်မာစကားအရာပြောမယ်ဆိုဒါကသူ့အမကိုအမဖြစ်သွားတာပေါ့နော်ဒီမှာဆိုလဲကြည့်အောင်เนาะခတ်တီတီနဲ့ပါအရှိမဟန်ပြပြီးတော့နောက်မှာခိုးနေအောင်เนาะဒါမျိုးဒီမှာတစ်ချက်ကြည့်ကြည့်လဲเนาะဟုတ်ပါဘူး။ဟုတ်။ကောင်းလေးလေးကိုယ်တိုင်တစ်ချက်ကြည့်နေတာအဲ့ဒါတွေရှက်ပြီးတော့။ကောင်းရဘလို့လေးဆို တူလွတ်လိုက်တာလေဒီကိုပြောတာလွတ်တာမြဲလားဒီမှာဒီမှာဟိုဘက်လက်ကနေခိုးနေနှိုက်နေအတွက်ဟိုဘက်ဟိုဘယ်ဘက်လက်ကခိုးနေညာဘက်လက်ကနေအပေါ်လိုက်ပြပြီးတော့တွေ့လားနော်ဒီမျိုးဆိုရင်တော့ရန်ကြောက်ပါပါအဲထွက်သွားပြီးပါသွားပြီးတွေ့လားတခုကအဲခိုးတဲ့အမှားတခုသူကဘာဖြစ်သွားလဲဆိုတော့ဆိုလိုတာကဗျာတခုကသူ့ကိုခိုးတယ်ဒါပေမဲ့သူ့ရဲ့အမှားက ဒီတခိုးကိုသူဆုံးမတယ်ဆိုသူ့မှာတကယ်တမ်းညာဆုံးမပိုင်ခွင့်မရှိဘူးခိုးတာခိုးတာတက္ကနာเนาะနောက်တစ်ခုကဘာလဲဆိုခလေးကိုသူကသူဒီတခိုးကိုသူကျိုင်းနိုင်ရှင်တယ်ဆိုရင်တော့ခလေးကိုခဏဖယ်တာခဏခေါ်တာခေါ်တာပြီးလို့ရှိရင်သူကဒါကိုအဲဘယ်လိုပြောမလဲသူ့ဘာသူဒီမျိုးသမီးကိုတီးတန့်ဆုံးမအဲ့လိုလုပ်ရမှာပေါ့ဗျာအခုအဲ့လိုမဟုတ်ဘဲနဲ့သူကဒီလိုမျိုးကြီးဆိုတော့ဒါအဆင်မပြေဘူးပေါ့နော် သူကဒီလိုမျိုးဒီလိုမျိုးပြုမှုဆောင်ရတော့ဗျာအဲတခိုးကိုသူကကျွန်တော်တခိုးအပ်ပြတာမဟုတ်ဘောနော်ဒီလိုမျိုးသူကအဲလောက်ကင်လောက်လောက်လိုက်တယ်ပြီးလို့ရှိရင်ခလေးလေးပါတယ်ဆိုတော့အဲ့မှာခလေးညှင်းမှနှိမ့်ဆက်မှုတွေကမှန်ဆိုလို့ရှိရင်တော့ခလေးကိုတော့ဖယ်ထားတဲ့နောက်တစ်ခုကကိုမျက်နာတွေပါတယ်ခလေးမျက်နာတွေပါတယ်လေဒီဖော်ပြထားပြီးတော့ဒီခလေးရဲ့အနာကကြီးလာတယ်ဒီလိုမျိုးအမန်တကယ်တော့သူများအမှားရနေပြီးတော့သူ့အမှားဖြစ်သွားတယ် နော်သူများမနဲ့သူမှဖြစ်သွားတယ်ဒီရိုက်နှက်တယ်ဘာဖြစ်လို့ရိုက်နှက်တာလဲဒီကိုမှတ်တမ်းတင်ထားပြီးတော့ line ပေါ်တင်လဲဘာဖြစ်လို့ရိုက်နှက်လဲသူမှရိုက်နှက်ပိုင်ခွင့်လည်းမရှိဘူးနော်ကျွန်တော်တို့တွေကဟိုတာမန်လူသားတာမန်အယက်သားတွေပြအယက်သားတွေဆိုတာကဘုံမှာရန်ဖြစ်တာမဟုတ်ဘူးနော်တယောက်တော့ရန်ဖြစ်တယ်ဆိုတာတမျိုးအခုဆိုရန်ဖြစ်တာမဟုတ်ဘူးလူတယောက်ကိုဖမ်းဆီးချုံနှောင်ပြီးတော့ရိုက်နှက်လိုက်တာတကယ်တော့သူ့အမှားဖြစ်သွားတယ်အခုတော့ဘာဖြစ်သွားလဲဆိုတော့အခုခံရတဲ့သူကကြေအောင်သွားရတယ် နော်ခိုးတဲ့သူကကျွန်တော်တို့နိုင်ငံကလူတွေကအယံဂယုနာကြီးတယ်ဂယုနာတွေအယံကြီးတော့ဘာဖြစ်လဲခိုးတဲ့သူကအိမ်မှာမိမ့်မိန်ထိုင်ပြီးတော့အလှငွေလေးတွေကောက်ခံ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 ပြီးတော့အေးအေးဆေးဆေးနိုင်တယ်အခုခံတဲ့သူကကြည့်ရအောင်သွားတယ်အဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်ဖြည့်ရှင်းပုံတွေကျွန်တော်တို့တွေကမမှန်လို့ပေါ့နော်ဖြည့်ရှင်းနည်းတွေမမှန်လို့မှန်ဆိုလို့ရှိရင်တော့ ဒီလိုဖြည့်ရှင်းအောင်လို့သူဒေါသလောက်လေးယောက်သူကဖြည့်ရှင်းလိုက်တော့အဲ့တော့ပစ္စည်းလေးအခုခံရသေးတယ်ပဲလူလည်းကြီးအောင်ရသေးတယ်အဲ့လိုဖြစ်သွားနောက်တစ်ခုကိုးတဲ့သူတွေရဲ့အဆင့်မြင့်လာ IQ မြင့်လာပြီးဒီလားဘလူတွေလောက်လာလဲဆိုတော့ကျွန်တော်တို့ဒီရဲ့အထာတွေအကုန်တိသွားပြီဘာကြီးတိသွားလဲဆိုတော့သူတော့ခလေးကိုကာပါယူတယ်ဒီခလေးနဲ့ပဲခလေးတွေကာပါယူပြီးတော့သူတော့ကိုးတယ်ဖြစ်လာတဲ့ခြင်းအားဒီခလေးအကြောင်းပြမယ်အခုဒီဖြစ်စင်ပါဆိုလို့ရှင်လဲတော်တော်များများပြောကြပြီအဲ့ဒီခလေးကခိုးတဲ့အမျိုးသမီးရဲ့ခလေးမဟုတ်ဘူးသူများခလေးကို နော်ခေါ်လာပြီးတော့သူကမှအဲ့လိုမျိုးသူ့ကလေးလိုမျိုးလောက်တာဒါတွေကကျွန်တော်တို့ရန်ကုန်မှာအဲထဲထဲဝန်ဒီစင်ကြေဘုံနေရာတွေမှာနေပူးတဲ့လူတွေဆိုလို့ရှိရင်တိလိမ့်မယ် သူကကျတော့ဒီလိုမျိုးဖြစ်စဉ်တချို့တွေကအခုဖြစ်လာတော့မှကျမကလေးဒီလိုမျိုးမဖြစ်တာဒီလိုမျိုးဖြစ်တာလည်းကျမမခံစားနိုင်ဘူးလို့ဖြစ်တယ်ညာလို့ပဲတကယ်တမ်းကျရင်အဲ့လိုဖြစ်စဉ်တွေကရန်ကုန်မြို့မှာအများကြီးဖြစ်နေပြီ point ဒီမှာကောတရားကလေးငှားတဲ့သူတွေရောပေါက်ဈေးတွေတောင်ရှိတယ်သူတို့ကဒီဟိုတရားဘလောက်ပုံစံမျိုးတွေငှားချတာတွေပေါ့နော်ဒါမျိုးတွေကအဲဖြစ်ရောဖြစ်စဉ်တွေဖြစ်နေပြီเนาะဒါမျိုးကရန်ကုန်စင်ကြယ်ဘုံတွေမှာနေတဲ့သူတွေဆိုလို့ရှိရင်လည်း ဒါကောင်းကောင်းကြီးသဘောပေါက်တယ်เนาะကျွန်တော်ကြုံမှုတယ်ကြုံမှုတယ်ဆိုတော့ကျွန်ကျွန်တော်เนี่ยအဲ့လိုပေါ့เนาะအဒီရင်းနှီးတဲ့ကလေးတယောက်ဆိုလို့ရှိရင်ဒါလုံခဲ့တော့9နှစ်လောက်တုန်းကဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့အာကျွန်တော်ဟိုဆိုင်နာလာလာရင်ကျွန်တော်အကျွေးတွေပိုင်းလဲလဲတော့ဟဲ့အမေဒီနေ့ဟိုမင်းအခြေအနေဘယ်လိုရှိလဲကျွန်တော်ဒီတိုင်းပဲမေးတာဒီနေ့တူတဲ့ပတ်စံ3000ရတယ်เนาะလုံခဲ့တော့9နှစ်ကျော် လောက်ကเนาะ3000ရတာ ူ happy ရောထဲမှာတွားပြီးတော့ကစားလိုက်တာကုန်သွားပြီတဲ့ခါတိုင်းဆိုလို့ရှိရင်သူ3000ရလို့ရှိရင်1000ကျွဲကိုသူက1000ကျွဲကိုသူကကစားလိုက်တယ်ကျန်တဲ့1000ကျွဲအိမ်ကိုယူသွားတယ်။နောက်အဲ့ကလေးတွေကအဲ့လိုမျိုးတွေဟာသူတို့ရဲ့နောက်ကမှသူတို့ရဲ့မိဘတွေကသူတို့ဆွေမျိုးတွေပါလာပြီးသားခင်ဗျားတို့အဲ့ဒါကြီးကိုခင်ဗျားတို့တွားပြီးတော့ကယူနာတော့မတတ်နဲ့เนาะဘာလို့ဒီဒီဖြစ်စဉ်တွေကထဲထဲဝင်တည်တဲ့သူတွေဆိုအများကြီးတည်ရเนาะအဲ့ကလေးဆိုလို့ရှိရင်ကျွန်တော်ရဲ့ ဆိုင်နာမှာဆိုရင်ဒီကလေးတွေအဲအဲ့လိုပေါ့နော်လာပြီးတော့သူတို့အလူခံတယ်အိုက်ပေးနာလေးမှာထိုင်ပြီးတော့မူးရီတော့တယ်မှာနော်အဲ့မှာရင်းဒီဟိုနေဖြစ်တဲ့လူတွေတနာတဲ့လူတွေကမူးရီတော့ထီးတွေပြတကယ်ထီးအကောင်းနေနော်ပေးွားထီးအစ်စ်တွေနော်ဒီလိုအတွဲဆိုထီးသူတို့တော့မဆောင်အိုက်ထီးတွေကိုပေးွားတာအပေးွားအိုက်ကလေးတွေကအိုက်ပေးွားတယ်အိုက်ပေးွားတဲ့သူပေးွားပြီးတိတ်မကြဘူးအိုက်ထီးတွေကိုအိုက်ကလေးတွေကအဲဖြက်စီချိုးပလိုက်ရောဗျာအဲ့ဖြစ်သူတို့ရဲ့ မူရင်တက္ကံကသူတို့ကအဲဘယ်လိုပြောမလဲဒီလိုအလှခံတာလေသူတို့လူတနာနေမှာဖြစ်မှာမိုးရေဆိုနေတနာမှာဖြစ်မှာအဲ့လိုမှမဟုတ်ပဲဒီထီးနဲ့ဒီလိုမျိုးဆိုလို့ရှိရင်ဒါရဘလို့မှသူတို့ကိုတနာမှာမဟုတ်ဘူးเนาะအဲ့လိုမျိုးဆိုတော့အခုဖြစ်စဉ်ကဘယ်လိုဖြစ်လဲဆိုတော့ခိုးခံနေသူကခြေအောင်ရတယ်ခိုးတဲ့သူကအိမ်မှာအလူငွေမိမ့်မိမ့်ထိုင်ပြီးတော့ယူရနောက်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့နောက်ဆိုလို့ရှိရင် ပွဲတွေတက်ရအောင်နော်လူတီပိုင်းဆင်းဖြစ်သွားပြီးကြောညာတွေရရတော့အဲ့လိုချင်းတွေတောင်ဖြစ်လာလိမ့်မယ်ဒါကကျွန်တော်တို့ဒီနိုင်ငံလူပိန်းကြိုက်လူတွေကခယူနာအရန်တက်တယ်နော်ကျွန်တော်ဆိုလိုတာကဘသူမှားတယ်ဘသူမှန်တယ်ပြောတာမဟုတ်ချင်း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 လေးလုပ်ဖို့နော်အခုတခုကိုလူငွေတွေသွားလူလူအလူငွေတွေလူမဲ့အစားအလုတ်ကင်ခွင့်လန်းတယ်ကျွန်တော်ဖန်တီးပေးလိုက်လို့ရှိရင်ကျွန်တော်ပို့ပြီးတော့အဲဒါကသူ့ကိုကုညီရမရောက်မရောက်ဘူးလားဗျအဲ့လိုမဟုတ်ဘဲနဲ့အခုအလူငွေအလူငွေလူလူလူလို့ဆိုတော့ ဒီຢာမျိုးကိုကြည့်ပြီးလူအများတချို့လည်းငါတို့လည်းဒါမျိုးလောက်ကြမယ်ဆိုတော့အတွေ့အကြုံသွားလို့ရှိရင်ကျွန်တော်တို့သခိုးတွေပို့ပြီးတော့များလာတချို့ကြတော့ကိုချင်းစာစိတ်မရှိကိုချင်းစာစိတ်မရှိတာမဟုတ်ဘူးဒီဖြစ်စဉ်ကိုလေ့လာကြည့်လိုက်မယ်ဆိုလို့ရှိရင် ခိုးတာတတနော်ခိုးတာတတဟိုအမျိုးသမီးကအမှန်ဆိုဒေါသလေးကိုဖြည့်ရှင်းတာဖြည့်ရှင်းဖို့မှားသွားတယ်အကလေးကိုနေမှုတဲ့တွေမှာကြိုးတုပ်မှန်တဲ့ကလေးနဲ့မဆိုင်ဘူးကလေးကိုတတဖယ်ထားမှာအဲ့လိုမဟုတ်ဘဲနဲ့အခုလိုမျိုးတွေဖြစ်လိုက်ဖြစ်ပေါ့နေတိုင်းပြဿနာကကြီးထွားတော့ရောနော် ီမှာဆိုလို့ရှိရင်လည်းဗီဒီယိုပိုင်းရေတကိုးတွေက IQ မြင်လာပြီကျွန်တော်ဒီမှာနီးမျိုးစုံနဲ့ခိုးမယ်လူတွေကိုနီးမျိုးစုံနဲ့လိမ့်မယ်เนาะကျွန်တော်တို့ရဲ့ကာလအနေထားငွေငွေကြီးရှားပေးရတာခက်ခဲလာတယ်လူတွေကခက်ခဲလာတာမှန်တယ်เนาะဒါပေမဲ့ကောင်းကောင်းမွန်မွန်လေးလှုပ်ရှားလို့လှုပ်ရှားလို့ရသေးတယ်ပေါ့เนาะအဲ့လိုမှမဟုတ်ဘဲနဲ့ဒီလိုမျိုးကြီးဖြစ်နေတယ်ဆိုတော့လေမတနာမှတနာလို့လည်းရတယ်ဒါပေမဲ့ဒီလိုမျိုး ဆိုင်ပန်ရှင်ဘက်ကလည်းဒီလိုရိုက်နှက်တာမျိုးကြတော့လေအဆင်မပြေပြောင်းเนาะကိုတဲ့သူဘက်ကလည်းကလေးတွေဒီလိုကာပါလှုပ်ပြီးတော့တာမျိုးကြီးဟိုလှုပ်ရှားနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအကုန်လုံးတွေလှုပ်ရှားတော့တခိုးတွေပဲဖြစ်ဒါကိုတော့ထိထိရောက်ရောက်အဲဘယ်လိုပြောမလဲဖြည့်ရှင်းနိုင်လို့ရှိရင်တော့ပိုအဆင်ပြေဖြည့်ထိရောက်ဖြည့်ရှင်းဖို့ကလည်းမလွယ်ဘူးဗျာဘာဆိုလူဦးရေအများကြီးတော့ဒီနားဖြည့်ရှင်းဟိုနားမှာတစ်ခါပြောင်းသွားပြန်တော့ဟိုနားဖြည့်ရှင်းဟိုနေရာဒီလိုပြဿနာတွေကဒါမျိုးဖြစ်နေတာဆိုတော့ မိတ်ဆွေတို့အမြင်လေးရောတာကူဘလိုမျိုးကျွန်တော်တို့ဘသူမှားလဲသူမှန်းလဲเนาะပါဘလိုမျိုးဖြစ်တဲ့လဲဆိုတာလေးကို comment လေးမှာတစ်ချက်တော့မှတ်ထားပေးကြပါဦးเนาะโอเคနောက်ဗီဒီယိုမှာပြန်တွေ့ကြမှာเนาะ